ပြီးခဲ့တဲ့မလကစာပြီးစစ်ကောင်စီကလမ်းစစ်ဆေးကိတွေမျိုးဝင်မျိုးထွက်နဲ့တရားခဲတွေအပါဝင်နေဆက်တွင်မှာပါလူပုဂ္ဂိုလ်စီစီရင်နဲ့စောက်ကြည့်လေ့လာရေးစနစ် PSMS ကိုတုံ့ပြန်ကြကြအုံပြုပြီးဖမ်းဆီးတာတွေလုပ်နေပါတယ်။ဒါကြောင့်ပဲနှစ်လအတွင်းမှာလူပေါင်းထောက်ချောကျော်ဖမ်းဆီးနိုင်ခဲ့တယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းမီဒီယာတွေမှာဖော်ပြနေကြပါတယ်။ PSMS ဆိုတာညာရင်တုနေပညာ AI တုံ့ပြန်မှတ်သားခြင်းနေပညာဘိုးချုပ်ကင်မှု CCTV စောက်ကြည့်ရေးနေပညာနဲ့ နိုင်ငံသားတွေရဲ့အချက်လက်တွေကိုစုစည်းတင်စီထားတဲ့ National Database စတာတွေအားလုံးစုပေါင်းအလုပ်လုပ်တဲ့စနစ်တစ်ခုလို့ဆိုနိုင်ပါတယ်။ PSMS နည်းပညာကိုတက်ဆိုင်ရာစစ်ဆေးဂိတ်တွေဟိုတယ်နဲ့တဲ့ခေါကန်စတဲ့အမှတ်ပုံတင်ပြတတ်ရတဲ့နေရာတွေမှာထဲအတွင်းအုံပြုလိုက်မယ်ဆိုရင်စစ်ပေးရဲပေးတရားခံပြင်းနဲ့ရဲဘက်ပေးအစင်းတွေပါပါဝင်နေသူတွေကိုအချက်ပြတရှိရတဲ့အတွက်လွယ်တူဖမ်းဆီးခံရနိုင်ပါတယ်။မှန်ပုံနဲ့နံပါတ်မရှိရင်တောင်လူမှုကွန်ရက်တွေပေါ်တင်ထားတဲ့ဓာတ်ပုံတွေကိုစစ်ဆေးလက်ရုံနဲ့လဲ ိရှိနိုင်တယ်လို့ FSMS software အတုံးပြပုံနဲ့ပတ်သက်ပြီးကြောင်းကျင်သူကပြောပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကစစ်စေးကိတ်တွေမှာလည်း FSMS နည်းပညာကိုအတုံးပြပြီးတော်လှန်ရေးမှာပါဝင်ပတ်သက်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဖန်ဆင်းမှုတွေရှိလာနေပါတယ်။ပြီးခဲ့တဲ့မေလ22ရက်တုန်းကမိုင်းတောင်လဲချာကျေးတူကိတ်စုံမှာ FSMS နည်းပညာကိုအတုံးပြပြီးစစ်စေးခဲ့ရမှာရန်ကုန်တိုင်းမှာနေထိုင်တဲ့အတန်25နှစ်ရွယ်မတ်ချစ်စုကိုဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထားတာတွေ့ရပါတယ်။မေလ25ရက်မှာလဲနမ်ဆန်မျိုးထင်းရှုံမြိုင်စစ်စေးကိတ်မှာ PSMS နေပညာကိုအုံပြုပြီးခီးတဲ့တွေကိုစစ်စေးရမှာနမ်ဆန်မျိုးအမှတ်1ရက်ကွယ်မှာနေထိုင်တဲ့အသက်26နှစ်အရွယ်မနန်းချေထွန်းဟာအကြမ်းဖက်မှုတိုက်ဖြစ်ဥရေပုံမှာ90ညနဲ့အမှုဖွင့်ရေယူခံရရသူဖြစ်ကြောင်းတွေ့ရှိခဲ့ရတဲ့အတွက်စစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။ဒါအပြင် ကရင်တင်ပြည်နယ်မှာလည်းမေလာအတွင်းမှာ PSMS နေပညာနဲ့ဖန်းစည်းခံခဲ့ရသူအ ਨੇ စုံ၄ယောက်ရှိခဲ့ပါတယ်။မွန်ပြည်နယ်မှာအ ਨੇ စုံ၅ယောက်နဲ့ရှမ်းပြည်နယ်မှာအ ਨੇ စုံ၄ယောက်ဖန်းစည်းခံခဲ့ရပါတယ်။စစ်ကောင်စီက PSMS နေပညာကိုအတုံးပြုပြီးဖန်းစည်းမှုတွေများလာနေတဲ့အတွက်ခီရွာလူငယ်တွေတက်ကြွလှုပ်ရှားသူတွေနဲ့ CDM တွေနာမည်ပေါက်ထားသူတွေတော်လန်ရဲ့အတွက်မိုဘိုင်းဘန်ကင်းတွေကနေငွေလဲပြောင်းသူတွေအနေနဲ့အထူးကူးစိုက်တွာလာနေတဲ့အကြောင်းကိုအရေးကြီးလာပါတယ်။ ဖီအက်စ်အမ်အက်စ်နေပညာကိုတွန်းတွန်းကျကျအတုံးပြုနိုင်ဖို့စစ်ကောင်စီကပြည်သူတွေကိုစမတ်ကတ်တွေအားမပြုလုပ်ခိုင်းခဲ့ပါတယ်။လက်ရှိအချိန်မှာတော့စစ်ကောင်စီက PS MS နေပညာကိုတူတူထိန်းချုပ်ရာဒေတာတွေမှာတုံ့တုံကျကျအုံပြုနေပါတယ်။ PS MS နေပညာကိုအုံပြုပြီးတော်လိုင်းလူငယ်အမြောင်များကိုစစ်ကောင်စီကအရင်ကတည်းကဖမ်းဆီးခဲ့ပေမဲ့အခုလိုသတင်းထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။စစ်ကောင်စီကအုံပြုနေတဲ့ PS MS နေပညာကို တရုတ်နိုင်ငံရဲ့ဟွာဝေးနှိပညာကုမ္ပဏီကအကူအညီပေးနေတာလို့သိရပါပါတယ်ခင်ဗျာ။